တင်က ChatGPT ကို idea တစ်ခုပေးပါ content တစ်ပုဒ်ရေးပေးပါဆိုရင်တင်က level 1မှာတိတ်မိနေလို့သိပေးနေပါတယ်။ Okay ဆိုတော့ level 1ဆိုတော့ဗာလဲဆိုတော့ AI ကိုခိုင်းတာပါ။ AI ကိုခိုင်းတယ်ဆိုတော့ကျတော့ content တစ်ပုဒ်ရေးပေးပါအဲ့လိုမျိုးတွေပေါ့နော်။ကျွန်တော် AI ကိုစတဲ့တော့ကလည်းအဲ့လိုပါပဲ။ Level 1 thinking မှာကျွန်တော်ပိတ်မိနေပါတယ်။ Level 2 thinking ဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်မလဲ။ Level 2 thinking ဆိုတော့ င်စားတာပါအဲ့ဒါဆိုတော့ကျွန်တော် AI ကိုတုံးတဲ့အခါမှာကျွန်တော် AI ကိုဘယ်လိုမေးလဲဆိုတော့ငါဒါကိုဖြစ်မြောက်ခြင်းတယ်အဲ့ဟာအတွက်ငါကိုစဉ်းစားရမယ့်အရာတွေပြောပြပေးပါလို့ပြောပါတယ်အဲ့ဒါက level 2 thinking ပါ level 2ဆိုတာတင်ကိုယ်တိုင်စဉ်းစားတာကိုပြောတာပါကျွန်တော် level 3ကိုကျွန်တော်ဘယ်လိုရအောင်သွားမလဲ level 3 thinking ဆိုတာကျွန်တော်ပြောပြချင်ပါတယ် level 3 thinking ဆိုတာကျတော့ပါဆိုတော့ AI နဲ့ကျွန်တော်တို့နှစ်ယောက်လုံးပေါင်းပြီးတော့စဉ်းစားတာကို level 3 thinking လို့ခေါ်ပါတယ် level 3 thinking ကဘယ်လိုလုပ်ရမလဲဆိုရင် AI ကိုစဉ်းစားမယ့်အရာတွေကိုကျွန်တော်အရင်ထုတ်ခိုင်းမယ်ပြီးတော့ဆိုရင်ကျွန်တော်ရဲ့ limitation ကိုပါထည့်ခိုင်းပါမယ်ပြောချင် ာကကျွန်တော် AI နဲ့ကျွန်တော်နဲ့တူတူစဉ်းစားဖို့အတွက်ကြီးရတာပါ level 3တင်းကင်းဆိုရင် AI ကိုခိုင်းတာပုံပဲကျွန်တော်နဲ့နှစ်ယောက်ပေါင်းပြီးတော့အလုပ်တစ်ခုကိုအောင်မြင်အောင်လုပ်တာပဲဖြစ်ပါတယ်ဒါကတော့100 days video challenge ဆိုတာကျွန်တော်မနေ့ပြန်ပြန်ဆောင်ပါ